ူအမလည်းပွဲရှင်နဲ့မင်္ဂလာဆောင်မဲ့သတို့သမီးတွေရဲ့အကြိုက်လေပင်အပြေဝေးရမယ်သုံးတွေကျိုးလေးကိုစုမြကြည်မှာပြန်ရောက်လာပါတယ်ရှင်အခုတခါကတော့သုံးတွေကျိုးတစ်ခုတည်းတည်းမဟုတ်ပါဘူးရှင်တဆက်စာလေးကိုရောက်လာပေးတဲ့အတွက်ကြောင့်မလို့တငယ်ချင်းတို့ကတဆက်စာကိုတွေးရမှာကိုစိုးရိမ်နေစရာမလိုဘူးရသွားမယ်တခါလေးပေါ့နော်တချို့ကြတော့စိုးစိုးတကုန်းတွေရတဲ့အတွက်ကြောင့်မလို့တဆက်စာကိုဘယ်မှာဝယ်ရမှန်းမသိဘူးပစ္စည်းတစ်ခုတနေရာမှာလိုက်ရှာပြီးတော့ဝယ်စရာမလိုတော့အောင်ကိုတဆက်စာရသွားပါလိမ့်မယ်ရှင်အဓိကကလည်းဒီဆွေးကျိုးလေးမှာဆိုရင်ပေါ့နော်အယောင် ောင်လေးကတော့ရောင်စုံလေးအရန်ကိုလှတယ်သူရောင်စုံလေးဆိုရင်တော့အင်းကြီးအရောင်လုံးဝကိုမရွေးတော့ဘူးပေါ့နော်သူ့စီမှာဆိုရင်လေဆွေးချိုးလေးကလည်းတုံးတွယ်ဆွေးချိုးလေးကိုမှအောက်ကမိုးဆက်ပုံစံဆွဲသီးပါတဲ့အတွက်ကြောင့်မလို့လေ သူကလည်းဆွဲချိုးတကုန်းနည်းနည်းတင်ကိုလေလေပင်းအပြည့်ဖြစ်ပြီးတော့မှလုံးဝကိုအပိုကလေဒုံချိုးထွက်ဆွဲစရာမလိုတော့အောင်ကိုအရန်လှပါတယ်ရှင်ဒီရောင်လေးကကြတော့လေပန်းစီရောင်လေးပါနော်သူကဗဒမြားရောင်လေးမဟုတ်ဘူးရှင်ပက်ပစီရောင်လေးမဟုတ်ဘူးသူကပန်းစီဘက်ကိုသွားတယ်ပန်းစီရောင်လေးပါရှင်လက်စွပ်ကလေးကတော့လေသူမြတ်ကသူနဲ့စင်တူလက်စွပ်ကလေးကိုတွဲပေးလိုက်ပါတယ်ရှင်နော်အရောင်ကိုစင်တူဖြစ်နိုင်မဲ့နော်နော်အနည်းဆက်ဆုံးတူတယ်လက်စွပ်ကလေးကိုတွဲပေးထားပါတယ်ရှင်သူ့မှာဆိုလေလေးမျိုးလာပါမယ်ရှင်နော်ဆွေချိုးလေးကအောက်ကမိုးဆက်ပုံစံဆွဲသီးပါတယ် သုံးသွေးကြိုးတကြိုးရဲ့တဒန်းသွားလက်ကောက်တခွင်းရဲ့လက်စွပ်လေးရဲ့နှဆွေးဆိုရင်လေလေကြောက်လေးလုံးပါတဲ့နှဆွေးအနောက်ကဖောက်ဆုပ်ကလေးရဲ့လေးမျိုးတစ်ဆက်ကိုလာပါရရှင်နော်အဲ့ဒါကြောင့်မလို့တငယ်ချင်းတို့ကကြိုရင်ပေါ့နော်တခြားတခြားမှာပေါ့နော်ဟိုတဆက်စာဖြစ်ဖို့အတွက်ကိုလိုက်ရှာနေစရာမလိုလောက်အောင်ကိုအရန်အစဉ်ပြေတယ်ဈေးနှုန်းလေးအဖြစ်လေးပေါ့နော်သူကစုမျက်စီမှာမြန်မာငွေ 8000ကျော်ကျော်လေးနဲ့ပဲရမှာရှင်တစုံစာလုံးကမှမြန်မာငွေ8000ကျော်ဆိုတာကလည်းအရင်တန်ပါတယ်ရှင်เนาะဒါကလည်းတကယ်အပြင်မှာစံကြီးတွေမှာပေါက်ဆဲဆိုတသိန်းကျော်ပါတယ်ရှင်လက်စွမ်းပြပြပေးမယ်เนาะဆွဲကျိုးတကုံးဆိုရင်တော့မှဒါအပြင်မှာပေါက်ဆဲက4000ကျော်5000ဝန်းကျင်မှာရှိပါတယ်လက်ကောက်တကွင်းဆိုရင်လည်း2000ကျော်ပါတယ်ရှင် ဒီလိုမျိုးလက်စွပ်တခွင်းဆိုရင်လည်းမြန်မာငွေ1000ကျော်ရှိပါတယ်ရှင်။အဲပြီးတော့ဒီလိုမျိုးပေါ့နော်ငကတ်တင်ရန်ဆိုရင်လည်းမြန်မာငွေ1000ကျော်လောက်ရှိပါတယ်ရှင်။အဲ့ဒီမှာတင်နော်အဲပစ္စည်းပေါ်က6000ကျော်သတင်းနီးပါးဖြစ်နေတာကိုစုမြတ်ကမြန်မာငွေ8000ဆုံးဆုံးလေးနဲ့ပဲရောင်းချပေးမှာပါရှင်။ပြီးတော့လည်းအနောက်ကတန်ကျိုးလေးရဲ့အရှိလေးကလည်း18လက်မှဖြစ်တဲ့အတွဲကြောင့်မလို့ပေါ့နော်။ဝါးတဲ့သူလည်းဝိမယ်ဆိုလည်းအယံကိုမှအဆင်ပြေတယ်။သူကလည်း ။ဆွေးချိုးတကုံးမှာဆိုရင်အောက်ကမိုးဆက်ပုံစံဆွေးသီးတစ်လုံးပါတဲ့အတွက်ကြောင့်မလို့ဘောနော်။တကယ်ကိုမှာဘာမှကိုလေပင်းကိုအပြည့်ဖြစ်ပြီးတော့ဘာမှကိုမလိုလောက်အောင်ကိုအရန်အစဉ်ပြေတယ်လုံတုံတော့မလို့ဘူးဘောနော်။ဒါလေးကကြတော့အဖြူရောင်လေးပါရှင်။အဖြူရောင်လေးဆိုလည်းတကယ်ကိုအင်းကြီးအယောင်မရွေးဝှေ့လို့ရမယ့်အစဉ်ပြေမယ့်အယောင်တော့စိန်ပုံစံလေးပေါ့နော်။စိန်လေးပေါ့ရှင်။အဖြူရောင်လေးဆိုတော့အရန်ကိုမှလှပါရဲရှင်။သူကလည်းဆွေးချိုးရဲ့အနောက်ကတော့တန်ချိုးလေးနဲ့လာပြီးတော့မှပေါ့နော်။သူကလက်စိတ်ကလေးနဲ့လာပါရဲရှင်။လက်စွပ်ကလေးကတော့သူမြတ်ကသူနဲ့လိုက်ဖက်တဲ့လက်စွပ်ကလေး းကိုတွဲပြီးတွဲဖိထားတာပေါ့နော်တကယ်တမ်းကြောက်ဒီဆက်ထဲမှာဆိုရင်လက်စွတ်တော့မပါဘူးရှင်ဒါဆုမြတ်ကသူနဲ့လိုက်တဲ့အစဉ်ပြေတဲ့လက်စွတ်ကလေးတွေကိုရွေးချယ်ပြီးတော့မှတွဲပေးထားပါရရှင်ဒီဒီကြောက်ဆက်တွေကကြတော့အနောက်ကရွှေခံလေးတွေပေါ့နော်အယောင်ကတော့ရွှေရောင်လေးကိုမှအယောင်လိုင်းကကြောက်ရောင်လိုင်းအနေနဲ့ဖြစ်လို့စုမြတ်စီမှာ9ရောင်ရပါမယ်ရောင်စုံလေးရပါမယ်ရှင်ပြီးတော့ဟိုပက်ပစီရောင်လေးရပါမယ်ပန်းရောင်လေးပေါ့နော်ပန်းစီရောင်လေးရပါမယ်ပြီးတော့ နီလာပြားလေးရပါမယ်အဖြူလေးရပါမယ်ရှင်ပြီးတော့ပေါ့နော်အရန်အရန်ကောမှာလူကြိုက်များလားတယ်ကြောက်စိမ်းရောင်လေးပေါ့နော်ဒါလေးကကြတော့မြစိမ်းရောင်ပါရှင်မြစိမ်းရောင်လေးရပါမယ်ရှင်၅ရောင်လုံးရပါမယ်အရန်အရန်ကောမှာပြည့်ရက်စရာမရှိတဲ့အရောင်၅ရောင်နဲ့ဒီဇိုင်းလေးကလေးပေါ့နော်တကယ်ကောမှာလေပြင်းပြေးပေးရမယ့်ဒီဇိုင်းလေးကိုစုမျက်စီမှာအခုရောက်ထားပါတယ်ရှင်နော်လက်စွပ်ကလေးဆိုလည်းခြေပုံစံလေးနဲ့တွေ့ပြထားပါတယ်နော်ဒါနီးဆက်ရာအရောင်လေးတွေကိုစုမျက်ကလိုက်ရှာပြီးတော့မှတွေ့ပြထားပါတယ်ရှင်နှက်ဆိုလေးပေါ့နော်ပုံစံတူ ကြောက်လေးလုံးပါတယ်နတ်ဆွဲနောက်ကဖောက်ဆုပ်ကလေးနဲ့တွဲပေးထားပါတယ်စင်တစ်ဆက်ကိုမြမငွေ၈000ဆွန်းဆွန်းလေးနဲ့ပဲရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးမိုးဆက်ပါတဲ့၃ွယ်ကျိုးတစ်ဆက်စာလေးကိုမာယူအားပေးခြင်းနဲ့ဆိုရင်တော့စုမြဲရဲ့ဘိုက်ဘာဖုန်းနံပါတ်39925415 3919မှာစကရင်ရှော့လေးနဲ့တကွာပြပြီးတော့မာပေးလို့ရတဲ့လို့စုမြဲရဲ့ page messenger မှာလေးပေါ့နော်စကရင်ရှော့လေးနဲ့တကွာပြပြီးတော့မာပေးလို့ရပါတယ်ရှင်